မင်္ဂလာပါခင်ဗျရှင်ကိုခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေဟာငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့နေကြဆောင်တက်တွေကြောင်းဆိုပြီးအချက်ပတ်မင်းအွန်လိုင်းနဲ့ဇော်မင်းထွန်းတို့ကတလေတန်တဲ့အပြစ်ဖို့ပြောဆိုလာပြန်ပါတယ်ချင်းပြည်နယ်မှာစစ်ရေးဗျူဟာအရချင်းတော်လိုင်းတက်တွေယာယီဆုတ်ခွာပေးထားတဲ့တီတိန်မြို့နယ်ကနေဒီတောင်ထိပ်စစ်တပ်စခန်းကို ချင်းတော်လန်ကြီးတပ်ဖွဲ့တွေကပြန်လဲတိမ့်ပိုက်ထိန်ချုပ်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးနဲ့ကြက်ဖြတ်ငွေလိမ်လုပ်ငန်းတွေဟာငញ្ញာရေးယူထားတဲ့တိုင်းသားလက်နက်ကိုင်အချို့နဲ့နေကြဆောင်တက်တွေကြောင်းဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းနဲ့ဇွန်မင်းထွန်းတို့ကတလေတန်တဲ့အပြစ်ဖို့ပြောဆိုလာပြန်ပါလေ။နိုဝင်ဘာလ16ရက်နေ့ကဆိုရင် မော်လမြိုင်ခီးစဉ်တွားရောက်ခဲ့တဲ့အကြမ်းဖက်မင်းအောင်လိုင်ကအဲ့ဒီခီးစဉ်အတွင်းမှာပဲမြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးတွေနဲ့ကြဖြတ်ငွေလိမ်လုပ်ငန်းတွေကိုငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ငေကြားဆောင်တပ်တွေကသူတို့ရဲ့ကိုကြိုးစည်းပွားအတွက်လှုပ်ဆောင်နေကြတဲ့ဆိုပြီးကြဖြတ်လုပ်ငန်းတွေကိုနောက်ွယ်ကနေလှုပ်ခွင့်ပေးထားတဲ့အကြမ်းဖက်မင်းအောင်လိုင်ကပဲတဖန်ပြန်ပြီးအပြစ်တင်ပြောဆိုသွားတာပါနေဆက်ဒေတာမတိငိမ့်မှုတွေနဲ့ငင်းဆက်ကိတ်တွေပိတ်ထားရတာတွေဟာငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကနိုင်ငံအပေါ်သစ္စာမရှိပဲ တရားမဝင်ကုန်သွယ်မှုတွေကြောင့်ဆိုပြီးတော့ပါတကယ်တကယ်နိုင်ငံတော်တစ္ဆာပေါမှုကျူးလွန်ပြီးမတရားအာဏာလုယူသိမ်းပိုက်ထားတဲ့အကြမ်းဖက်မင်းအွန်လိုင်းကပဲတဖန်ပြန်ပြီးအပြစ်ဖို့ပြောဆိုတောပြန်တာပဲဖြစ်ပါလေ။သူ့လိုပဲစစ်တပ်ဝါဒဖြန့်ကြီးခေါင်းဆောင်အကြမ်းဖက်ဇော်မင်းထွန်းကလည်းလက်ရှိမြောက်ရီမြို့နယ်ကကြမ်းဖက်ငွေလေလုပ်ငန်းတွေဟာ အဲ့ဒီဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့ NCA ငြိမ်းချမ်းရေးစာချုပ်မှာလက်မှတ်ထိုးထားတဲ့လက်နက်ကင်တွေအပောင်ဝင်နေကြဆောင်တပ်ဖွဲ့တွေကကြားဖြန့်လုတဲ့သူတွေနဲ့ပေါင်းပြီးလောက်ကင်နေကြတာဖြစ်တယ်ဆိုပြီးတော့ကိုအပြစ်ဖို့ပြောဆိုတော့ပြန်ပါလေအဲ့ဒီလိုအကြက်ဖက်မင်းအောင်လိုက်နဲ့ဇော်မင်းထွန်းတို့ကတလေတန်နဲ့အပြစ်ဖို့ပြောဆိုလာတဲ့ဂင်းပြည်နယ်ကကြားဖြန့်လုပ်ငန်းတွေအခြေဆိုင်ရာနေရာတွေဟာသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ DKBA တပ်တွေကသာအတိတ်ကထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီနေရာတွေမှာကြားဖြန့်ငွေလိမ်လုပ်ငန်းတွေလုတ်ကင်ခွင့်ကိုလည်း တို့စစ်တပ်လက်အောက်ခံ BGA DGB တပ်တွေနဲ့အတူနောက်ွယ်မှာတို့မြန်မာစစ်တပ်အရာရှိတွေကနေထိပ်ပိုင်းဗိုလ်ချုပ်တွေအထိအဆင့်ဆင့်ပူပေါင်းပြီးခွင့်ပြုပေးထားတာဖြစ်ပါတယ်။အခုတော့အမေရိကန်နိုင်ငံကပါမြန်မာနိုင်ငံနေဆက်မှာရှိတဲ့ကြားဖြတ်စင်တာတွေကိုနှိမ်နှင်းမှုအတွက်အထူးတပ်ဖွဲ့ပါဖွဲ့လိုက်တဲ့အကြောင်းကိုအတိအလင်းထုတ်ပြန်လာတော့မှအကြံဖက်မင်းအွန်လိုင်းနဲ့ဇော်မင်းထွန်းတို့ဟာအရေးကြီးတုတ်ပြန်နေထပြီးနေဆက်ကကြားဖြတ်ငွေလိမ်လုပ်ငန်းတွေဟာ တိုင်းသားလက်နက်ကိုင်တပ်တွေနဲ့နေကြဆောင်တပ်တွေကြောင့်ဆိုပြီးတော့ကိုတလေတန်နဲ့အပြစ်ဖို့ပြောဆိုလာသလိုသူတို့ပြောထားတဲ့နေကြဆောင်တပ်တွေဆိုတာသူတို့စစ်တဲ့လက်အောက်ခံတပ်တွေသာဖြစ်တဲ့အတွက်တကယ်လို့အမေရိကန်ဘက်ကသာတိတိယောက်ယောက်အေးအေးယူနှိမ်နှင်းမှုတွေဖြစ်လာရင်မင်းအွန်လိုင်းတို့ဟာကိုလွယုံပြီးသူတို့စစ်တဲ့လက်အောက်ခံ BGN နဲ့ DKPA တပ်တွေကိုပါထိုးကြွေးမဲ့သဘောပြောဆိုနေတာဖြစ်တယ်လို့လေကရင်စည်ရေးတရင်အရှင်မြင့်ကတုံးသက်ပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ချင်းပြည်နယ်မှာစီရေဗျူဟာရချင်းတော်လန်ရေးတပ်တွေယာယီဆုတ်ခွာပေးထားတဲ့ဒီတိမ်မြို့နယ်ကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုချင်းတော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ PDF ဇိုလန်တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းတော်လန်ရေးတပ်တွေကစီရေဗျူဟာရယာယီဆုတ်ခွာပေးထားတဲ့ဒီတိမ်မြို့နယ်ကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့လာတဲ့အချိန်အဲ့ဒီစစ်တပ်စခန်းမှာရှိတဲ့စစ်သားတွေဟာစခန်းကိုထားခဲ့ပြီးအ ုန်လုံးထွက်ပြေးသွားတဲ့အတွက်ချင်းဒေါ်လာရေးတက်တွေကပြစ်ခတ်မှုတော့မလုပ်လိုက်ရပဲကနေဒီတောင်ထိပ်စစ်စခန်းကိုတင်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လာရေးတက်တွေကနည်းနည်းရှင်းလင်းရေးလုပ်တဲ့အချိန်မှာလဲထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေမတန်နိုင်မဲ့ကြံခဲ့တဲ့ခဲယံအချုပ်ကိုပါတင်းစီရရှိထားသေးတယ်လို့ PDF ဇူလန်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီတီးတိမ်မြို့နယ်ကကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုပြီးခဲ့တဲ့2023ခုနှစ်ကတည်းကချင်းဒေါ်လာရေးတက်တွေတင်ပိုက်ထားတာဖြစ်တယ်လို့ အခု2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာတော့စစ်တပ်ကအဲ့ဒီစခန်းကိုခတ်တီတီနဲ့ထိုးစစ်ဆင်လာပြန်တဲ့အတွက်ချင်းတော်လန်ကြီးတပ်တွေကဗျူဟာအယမြားခေါ်ပြီးတော့ယာယီစုတ်ခွာပေးထားလိုက်ပြီးနိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဲ့ဒီစခန်းကိုပြန်လဲသိမ်းပိုက်ဖို့တွားယုံရှိသေးအဲ့ဒီစခန်းမှာရှိတဲ့စစ်သားတွေဟာအကုန်လုံးထွက်ပြေးသွားတဲ့အတွက်အခုတော့ကနေဒီတောင်တိတ်စစ်တပ်စခန်းကိုချင်းတော်လန်ကြီးတပ်တွေကပဲပြန်လဲသိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီလို့ PDS ဇိုလန်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကရှင်းပြထားပါတယ်ခင်ဗျ ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်ကမ္ပဏီဝင်းတဲမှာတဆွဲထားတဲ့အချက်ဖက်စစ်တကူ PDF တပ်ဖွဲ့တွေက short tight down တွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးစစ်တပ်ကလည်းပြန်လည်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံပြည်သူတွေနဲ့တော်လှန်ရေးသတင်းရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာပဲစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်ကမ္ပဏီဝင်းတဲမှာတဆွဲထားတဲ့အချက်ဖက်စစ်တကူ PDF တပ်ဖွဲ့တွေက short tight down တွေနဲ့ဇက်တိုက်ပြစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီနော် ဒီဝမ်မောင်းဝင်းထဲမှာရှိတဲ့အချက်ဖတ်စစ်တပ်ကလည်းဝင်းထဲကနေလက်နက်ကြီးနဲ့ပြန်လဲပစ်ခတ်မှုတွေရှိနေပြီး PDF တပ်တွေပစ်ခတ်လိုက်တဲ့ short tight don အရေးတွက်ဟာဆယ်လုံးဝင်းကျင်မှာရှိနေတယ်လို့စစ်တပ်ကပြန်လဲပစ်ခတ်မှုလုပ်တာကိုကြည်ရင်သူတို့တဆွဲထားတဲ့ဒီဝမ်မောင်းဝင်းထဲကို PDF တပ်တွေပစ်တဲ့ short tight don တွေတော်တော်လေးကြောက်ရွံ့ပောက်ကွဲမှုရှိထားတဲ့သဘောဖြစ်မယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်လက်တလုံးမှာတော့အဲ့လိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ဒေသခံပြည်သူတွေကအခြေအနေကိုစောင့်ကြည့်နေရပြီး အဲ့ဒီတရုတ်ဝမ်မောင်ကမ်ပဏီဝင်းအတွက်တဆွဲထားတဲ့အကြံဖတ်စစ်တပ်ဟာဘေးပတ်ဝန်းကျင်မှာရှိတဲ့ခြေရွာတွေကိုမကြာခဏဆို့သလိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လိရှိပြီးအခုတော့သူတို့စစ်တပ်တဆွဲထားတဲ့ဝမ်ပောင်းဝင်းတဲ့ကို PDF တပ်တွေက short တိုက်ဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်နေပြီဖြစ်တယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်အဲ့လိုပဲနိုဝင်ဘာလ17ရက်နေ့ကလည်းအဲ့ဒီစလင်းကြီးမျိုးနဲ့တရုတ်ဝမ်ပောင်းကမ်ပဏီဝင်းအတွက်တဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့က short တိုက်ဒုံးတွေနဲ့ဒရက်ဇက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့အော်တိုဘာလ23ရက်နေ့ညပိုင်းကလည်း ဲ့ဒီဝမ်ပေါင်းဝင်းအတွင်းတော်လိုင်းတက်တွေပြတ်ခတ်လိုက်တဲ့ short tight down တွေကြောက်ရောက်ပောက်ကွဲပြီးမေးလောင်မှုတွေပါဖြစ်ပေါ်ခဲ့တဲ့အပြင်အရေးပေါ်အုပ်အော့ဆွဲတံတွေနဲ့အဲ့ဒီဝမ်ပေါင်းဝင်းထဲမှာမီတကာတွေစစ်ကားတွေရဲကားတွေနဲ့ယုံရင်စံကတ်တွေဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ရန်ကုန်တိုင်းကလှဲကူးမြို့နယ်မှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပူပေါင်းကူညီနေတဲ့ဇယက်ကွင်းရက်ကွက်အုပ်ချုပ်ရေးမှုရုံးကို ်မြို့ပြတော်လိုင်းရဲဘော်တွေကဖောက်ခွဲတိုက်ခိုက်မှုအတွေ့ပြူစော်တီနှစ်ဦးပြင်းထန်ဒဏ်ရာရထားတယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေ6နာရီကျော်လောက်မှာပဲရန်ကုန်တိုင်းလက်ကူးမြို့နယ်မှာအချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပူပေါင်းကူညီလှုပ်ဆောင်နေတဲ့ဇယက်ကွင်းရက်ကွက်အောက်ချုပ်ရေးမှူးရုံးအတွက်ပြူစော်တီတွေစုဝေးနေတဲ့အချိန်မြို့ပြတော်လန်ရစ်တပ်ဖွဲ့တွေကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွေ့အုတ်ချုပ်ရင်းမှုရဲ့နောက်လိုက်တွေဖြစ်တဲ့ပျူစောတီနှစ်ဦးကတော့ပြင်းထန်တန်ရရထားတဲ့အကြောင်းကိုသိထားရတယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားသလိုအဲ့ဒီအုတ်ကြီးရုံဟာပြည်သူတွေကိုစစ်မှုထမ်းဂျေးတွေလာစင်ကောက်ခံနေရုံနဲ့မကအခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွယ်ဖို့ကိုလေသူတို့နဲ့အတူပူးပေါင်းပါဝင်မှုပြည်သူတွေကိုဖိအားပေးခေါ်ယူနေပြီးမလာရင်ဖမ်းဆီးမယ်ဆိုပြီးတော့ပါချင်းချောက်ထားတဲ့ရုံဖြစ်တယ်လို့ဆိုပါတယ်လက်ရှိရန်ကုန်တိုင်းမှာ အကြံပစစ်တကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတော့ပါလုံကြုံရစ်တွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လိုင်းကြီးရေပေါ်ရီကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မြင်းကျန်နထိုးကြီးလမ်းမိုင်းကအကြံပစစ်တက်ဂိတ်စကန်တွေကိုတော်လိုင်းကြီးတပ်တွေကနှစ်ရက်စတိုက်ဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်မှုအတွေ့ စစ်တပ်ဘက်က9ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီအဲ့ဒီစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုလူနာတင်ကားတွေနဲ့ပါလာတဲသွားကြတယ်လို့ Peacock Drone Team တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ13ရက်နေ့နဲ့14ရက်နေ့တွေမှာပဲမြင်းညာနထိုးကြီးလမ်းမကအချက်ဖက်စစ်တပ်ရဲ့ရွာကြီးနဲ့ရွာတစ်ဂိတ်တွေအပါအဝင်စစ်သားတွေရေချိုးနေတဲ့နေရာတွေကိုပါတော်လိုင်းရင်တတွေက drone တွေနဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့ဂိတ်စကန်တွေဘက်မှာစစ်သား9ဦးကတော့အသေးသေးတိတ်ခုန်ကြတဲ့အပြင်ရေချိုးနေတဲ့နေရာကစစ်သားတွေလည်းဒဏ်ရာရတဲ့သူတွေရှိသွားပြီးအဲ့ဒီစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုလူနာတင်ကားတွေနဲ့ပါအသေးအံလာတဲ့တွားကြတယ်လို့ Peacock Drone တင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမြန်မာဒိုးကြီးမြို့နယ်တွေမှာဒေါ်လာတွေထိန်းချုပ်ထားတဲ့နေမြင်နဲ့စစ်တကတဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီး စစ်တပ်ကလည်းတော်လိုင်းရင်တွေရဲ့နေမြေတွေကိုပြန်လဲလိုချင်နေတဲ့အတွက်ရရင်ရတယ်လို့စစ်ကြောင်းထိုးတာတွေလုပ်လို့ရှိတယ်လို့တော်လိုင်းရင်တွေကလည်းစစ်တပ်တက်ဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တိုက်ခိုက်ချေမှုမှုတွေအမြဲလိုလိုရှိနေတယ်လို့လည်းဒေတာတွင်းသတင်းအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့အရတပီတရီနေထိုင်ရာမင်းအုပ်ချင်းရွာအနီးကိုအချက်ဖက်စစ်တပ်ကတိုက်လေရင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးတေဆုံးထားပြီးနောက်ထပ်ပြည်သူနှစ်ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအချက်ပစတက်ကကဏီမြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာမင်းအိုချေးရွာနီးကိုဘာတိုက်ပွဲမှမဖြစ်ပဲတိုက်လျင်နဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ပစတက်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရခိုင်နယ်မှာနှမ်းရိတ်နေတဲ့ရသပြည်သူအမျိုးသမီးတဦးဦးကောင်းထိမှန်ဒဏ်ရာနဲ့တေဆုံးသွားပြီး နောက်ထပ်ပြည်သူနှုတ်ကတန်ရာတွေရထားသလိုအဲ့ဒီဘက်မှာဘာတိုက်ပွဲမှမဖြစ်ပဲစစ်တပ်ကဓမင်းတကာအယတပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျက်တပ်ဖြတ်သွားတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။အဲ့ဒီလိုပဲနိုဝင်ဘာလ17ရက်နေ့ကလည်းကဏီမြို့နယ်ဝင်းမနာတိုက်နယ်စေယုံကိုစစ်တပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်သွားမှုကြောင့်စေယုံကလူနာတွေအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရပါသေးတယ်ခင်ဗျ။တဖက်မှာတော့ မကွေးတိုင်းကမြိုင်မြို့နယ်မှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရပ်ပြီးထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခြင်းမမှုအတွေ့စစ်တပ်ဘက်ကစစ်သားတအူကတော့ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်စစ်သားတအူကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့မြိုင်ပကဖစီကနေသိရပါတယ်လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံတွေမှာလည်းပြစ်ခတ်မှုအတွေ့မြေကြီးပေါ်မှာပွဲချင်းပြီးတိတ်နေတဲ့စစ်သားမတအလောင်းနဲ့ ဒဏ်ရာရပြီးမြေကြီးပေါ်မှာလဲနေတဲ့စစ်သားတအုပ်ကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာပဲစမုနှစ်ကနေထွက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းဟာတောတိုင်းနယ်ကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတည်ဆောင်ပြီးထွက်လာတဲ့အချိန်ဒေါ်လန်ရဲတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုနေတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ကတပ်သားတအုပ်ကတော့နေရာမှာရင်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်ကြီးထိမှန်ပြီးဒဏ်ရာရထားတဲ့စစ်သားတအုပ်ကိုပါ လက်နဲ့နဲ့အတူတော်လိုင်းတက်တွေကအရှင်ဖန်းစီရမိထားတယ်ဆိုပါလေအဲ့ဒီအချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာတေသွားတဲ့သူတို့စစ်သားမပါအလောက်ကိုပြန်မသေးယုံနေမကမသေးသေးပဲကြည်ထိမှန်ဒဏ်ရာနဲ့လဲနေတဲ့စစ်သားကိုပါဒီအတိုင်းထားခဲ့ကြပြီလောလောဆယ်တော့အဲ့ဒီဒဏ်ရာရစစ်သားကိုတော်လိုင်းတက်တွေကဖန်းစီရမိခဲ့ပြီမဲ့သူ့ရဲ့ဒဏ်ရာကိုကောင်းကောင်းမွန်မွန်စေကူတာပေးထားပါတယ်လို့မြိုင်ပကဖရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ